ကျောင်းသားတွေကိုလိန်တူဆက်ဆံလို့ဆိုပြီးအမှုဖွင့်ဖမ်းဆီးခံထားရတဲ့ကျောင်းဆရာကြီးဦးအောင်အတွက်မြောင်မြမြူမှာမလ3ရက်နေ့ကဆန္ဒထုတ်ပေါ်ခဲ့ကြပါတယ်။ကျောင်းဆရာကြီးကိုလှုပ်ကြံဖန်တီးတိုက်ခါကြောင်းလှုပ်ဆောင်လို့ဆိုပြီးတိုင်ကြခဲ့တဲ့ဆရာဆရာမတွေကိုအရေးယူပေးဖို့ဆရာကြီးကိုယုံကြည်ထောက်ခံသူအချို့ကတောင်းဆိုခဲ့ကြတာပါ။ဒါဆရာကြီးကဒီလိုမျိုးတွေမရှိခဲ့ဘူးဆိုတော့ဒီမှာလည်းဖြစ်နိုင်ကြအကြောင်းမရှိဘူးလို့ယုံကြည်ရပါတယ်။ဒီယုံကြည်ချက်နဲ့ပဲဆရာကြီးလုံးဝဖြစ်เสียအကြောင်းလဲဖြစ်မှာမဟုတ်ဘူးလို့လည်းကိုထင်နေပေါ့နော်။အားကြောင့်မလို့လဲယုံကြည်ချက်အပြည့်အဝနဲ့ဒါဆရာကြီးက ်မှန်ကန်မှာပဲလို့ပဲယူဆတယ်ဆရာကြီးကမှန်ကန်တဲ့အတိုင်းလည်းဖြစ်အောင်လို့အားဒါအကုန်လုံးအပူပေါင်းပြီးဆောင်ရွက်ကြတယ်လို့လည်းထင်တယ်ကဝကျွရအခြေခံပညာထပ်တန်းကျောင်းကကျောင်းဆရာကြီးဟာအရင်နှစ်ကတက္ကသိုလ်ဝင်တဲ့ဆောင်မီးပွဲမြို့ပေါ်မှာလာဖြည့်တဲ့အချိန်မှာကျောင်းသားချုပ်ကိုသူနဲ့ခေါ်ဤခဲ့ပြီးညအချိန်မှာလိမ်ပိုင်းဆိုင်ရာလုံမတူပဲပြုကျင့်ခဲ့တာဖြစ်တယ်လို့ဆိုပြီးဖေဖော်ဝါရီ15ရက်ညပိုင်းကကျောင်းသားဟောင်းတူကမြောင်းမြမြို့မှာရဲစခန်းမှာမှုပွင့်ထိုင်ကြထားပြီးဆရာကြီးကိုတော့ဖမ်းဆီးစစ်ဆေးနေပါတယ်။ဒါပေမဲ့ဆိုတော့ကျွန်တော်တို့အဲ့ဒီမျိုးသူ့ကိုရှော့ပစ်တယ်ဆိုရင်ဖမ်းတက်လာတဲ့လူတွေရဲ့ ့ကြောင့်ပြီးတော့ဟိုပန်ကောင်းမျိုးချိုးတို့အဲ့လိုထမဆိုလို့ကျွန်တော်ကအဲ့လိုဒီရဆက်ကျောင်းသားမိဘအချို့ကတော့ကျောင်းသားတွေစာမုံပွဲနှီးချိန်မှာအခုလိုဖြစ်တဲ့အတွက်စာမေးပွဲအတွက်ထိခိုက်နေနိုင်မှုတွေရှိတာကြောင့်အခုလိုဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ပြောပါတယ်။ကျောင်းသားတွေကျောင်းသားတွေကမသိလို့ ဲဆိုတော့တို့စတိုင်တဲ့ကတည်းကအဲ့ဒီမှာစီစီရဲတွေဝင်တဲ့ကလေးတွေအတွက်အချိန်ပေးရမယ့်ဆရာဆရာမတွေကလည်းတခါအဲ့ဒီစီစီရဲဘက်ကိုသွားရဲဆိုတော့အဲ့ဒီစာတင်ချိန်နဲ့ထိခိုက်တယ်။နောက်ပြီးတော့အခုလိုကလေးတွေကလည်းဟိုဆရာကြီးမရှိဘူးဆရာဆရာမတွေကလည်းဟိုသွားအထီသွားဆိုတော့မရှိဘူးဆိုတော့တို့စာတင်ချိန်တွင်းစာမတင်ရတဲ့အတွက်ပေါ့နော်ဒီစာမေးပွဲအတွက်ကိုနှစ်နာထိခိုက်ပါတယ်။ ចောင်းសៀជីအနေနဲ့ចောင်းသားတွေကိုលេងឌូဆက်ဆန်တာបော်ដាတစ်ခုရဲ့សាអុបတွေကိုយ៉ាងឆាတာចောင်းទិសិតយ៉ាងឆាတာសាមុបွဲជីកောက်ខានတာយ៉ាងមកងွေអលဲ3សាပြုတ်လုပ်တယ်ဆိုပြီးសៀជាសៀម៉ា9ហុកកតែងចាថាတာបា ဒါနဲ့ပတ်သက်လို့ဌာနဆိုင်ရာစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးစစ်ဆေးချက်အရာတိုင်ကြားထားတာတွေမှန်ကန်ကြောင်းသုံးသပ်ပြီးလက်ရှိမှာယာဒုကယာယီရဆိုင်ထားပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရဝန်ထမ်းအဖြစ်ကထုတ်ပယ်မှုနဲ့ငွေကြေးအလွဲသုံးစားကိစ္စအတွက်ပညာရေးဝန်ကြီးဌာနက FIR ဖွင့်ပြီးတရားစွဲဆိုတင်ကြောင်းသုံးသပ်ထားပြီးပြည်ထောင်စုကိုဆက်လက်တင်ပြသွားမယ်လို့တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကသိရပါဗျ။ကျွန်တော်တော်စီမျိုးပါခင်ဗျာ။